ားလုံးမင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်တို့ဖုန်းအင်တာနက်ကိုကျွန်တော်အသုံးပြုနေတဲ့ဖုန်းအင်တာနက်ကို အခြားဖုန်းသူမဟုတ် အခြားကွန်ပျူတာတွေမှာကိုအဘလိုရှယ်ရလုပ်ရဲဆိုတော့ကိုကျွန်တော်ပြောပြမယ်။ဥပမာပဲကျွန်တော်ရဲ့အင်တာနက်ကိုတော့အခြားဖုန်းတွေမှာရောအခြားကွန်ပျူတာတွေမှာအင်တာနက်မရှိဘူးဆိုရင်အဲ့ဒါကျွန်တော်ဖုန်းထဲကနေပြီးတော့အခြားကွန်ပျူတာတွေကိုဘလိုရှယ်ရဆိုတော့ကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်။အဲ့ဆိုတော့ကျွန်တော်ဖုန်းထဲမှာကိုအရင်အာစီးရီးနေရာမှာသွားဖို့လိုပါတယ်။ အဲ့ဒီစေဒီနေရာကိုလိုက်စာလိုက်ပါကျွန်တော်ဖုတ်ထားမှာကိုစေဒီဆိုတဲ့နေရာသွားပါအာဒါမှမဟုတ်ကျွန်တော်ဖုတ်တလုံးနဲ့တလုံးတော့တူမှာမဟုတ်ပါဘူးကျွန်တော်ဒီ app ဆိုတဲ့နေရာမှာသွားပြရတယ်ကျွန်တော်ဒီစေဒီဆိုတော့လိုက်စာပါအဲ့ဒီမှာတွေ့ရလိမ့်မယ်အဲ့ဒီစေဒီနေရာမှာကို click လုပ်လိုက်ပါ click လုပ်ပြီးတော့ねကျွန်တော်ဖုတ်တလုံးနဲ့တလုံးတော့တူမှာမဟုတ်ပါဘူးကျွန်တော်ဖုတ်ကြတော့ Samsung Galaxy Note 3ပေါ့နော်အာတလုံးနဲ့တလုံးတူမှာတော့မဟုတ်ဘူးဒီနေရာမှာကို꽌ချမှုတော့စီးလိမ့်မယ် အဓိကသွားမှာကြာတော့ကျွန်တော်ဘယ်နေရာသွားမှာဆိုရင်ဒီ wifi နားမှာစီးလိမ့်မယ်ကျွန်တော်အဓိကကြည့်ရမှာကျတော့ဒီ tethering and mobile hotspot ဆိုတဲ့တွေ့ရလိမ့်မယ်ဒီ tethering and mobile hotspot ဆိုတဲ့နေရာမှာကို click လုပ်ဖို့လိုပါတယ်အဲ့ဒီမှာကို click လုပ်လိုက်ပါ click လုပ်ပြီးရတဲ့ကျော်ဒီနေရာမှာကို off ရှင်းနေလိမ့်မယ်ကျော်ဒီနေရာကျတော့ hotspot ကျတော့ပါလဲဆိုတော့ကျတော့ internet ကျတော့ဖုန်းထဲမှာရှိတဲ့ internet ကိုအခြားလူနဲ့ share လုပ်ချင်လို့ဆိုရင် အဲ့ဒီမှာကိုသွားပြီးတော့ all လောက်လို့ရှိရင်ချားလို့နဲ့ share လုပ်လို့ရပါတယ်ကိုယ့်ရဲ့ internet သူများပြသတော့ပါတော့အဲ့ဒီမှာကိုကျွန်တော် off နေဆိုရင်ကျွန်တော် all လုပ်လို့ရပါတယ် all လောက်လိုက်လို့ရှိရင်ကျော် internet ကိုအခြားလူနဲ့ပြီးသုံးတာမျိုးဟိုမှာဖွင့်ပြလိုက်တာပေါ့နော်အဲ့ဒီမှာကိုကျွန်တော်ဒီကိုရဲ့ internet ကိုအအကောင်လုံးအများတွေပြီးသုံးချင်တာဒါမှမဟုတ် password နဲ့လုံထားချင်လားဆိုရင်ကျွန်တော်ဘယ်လို save ရလောက်လဲဆိုတော့ကိုကြောက်ပြပေးမယ်အဲ့ဒီနေရာမှာကိုကျွန်တော် mobile hotspot ဆိုတဲ့နေရာမှာကိုခလင်းလုံးလိုက်ပါ ကလင်လုပ်ပြီးတော့ねကျော်ဒီညမောင်ကိုအဲ့ဒီမောင်ကိုကျော် configure ဆိုတဲ့ညမောင်ကိုတွားကြည့်လိုက်ပါအဲ့ configure ဆိုတဲ့ညမောင်ကိုတွားလိုက်ပါတွားပြီးတော့ねကျော်ဒီညမောင်ကိုအဲ့ဒီညရောက်လာလို့ရှိရင်ကျော်ဒီ security ဆိုတဲ့ညမောင်ကြည့်အောင် security မှာကျော်တော့ open ကျော်တော့ကျော်အာလူအကောလုံးဖွင့်ပြပေးတော့ပါဥပမာဖြင့်ကျော်ဒီဖုံးမှာပဲဘယ်သူမှမစိုးဝင်လို့ရတာပေါ့နော်။ဥပိတ်ကြတော့ဘယ်သူမှမစိုးဝင်လို့ရအောင်လုပ်တာပေါ့ ဒါမှမဟုတ်ကျော်တော် open မဟုတ်ပဲနဲ့ကျော်တော်ဒီ first one နဲ့လုံးချီရဆိုရင် WPA2 ဆိုတဲ့အမောင်ကိုသွားလိုက်ပါ WPA2 ကြောင့်တော့ကျော်တော်ကျော်တော်ထမောင်ကိုဒီ first one နဲ့လုံးထားတော့မှတော့ကျွန်တော်ဒီမှာ password ကိုရိုက်ခိုင်းလိုက်မယ်အဲ့ဒီမှာကိုကိုပေးချေတဲ့ password ကိုလုံးထားလို့ရှိရင်အခြားလူတွေဘယ်သူမှစိုးဝင်လို့မရဘူးเนาะဝင်လို့ရှိရင်ကျော် password တီးမှဝင်လို့ရတာပါအဲ့ဆိုတော့ကျော် suggest လုပ်တာလည်းကျော် password လုံးထားလိုက်ပါဒီမှာကျွန်တော်ကျော်နမူနာပြပေးမယ်အတွက်ကြောင့်ကျွန်တော် open နဲ့ဟာမှာလုံးလိုက်မယ် โอเคနောက်ထပ်တစ်ခုကြောက်ကြောက်ပြဖို့မေးပါရယ်ဒီနေရာမှာကိုကျောတော့ဒီ SSID ဆိုတာရှိတယ်အဲ့အဲ့ဒီ SSID ကြောက်တော့ပါလဲဆိုတော့ကျောဒီနေရာကိုကျော device ကျော်ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာဖြစ်သွားလို့ရှိရင်ဒီ wifi ကိုဖွင့်လိုက်လို့ရှိရင်ကျော်ဒီမှာတွေ့ရလိမ့်မယ် internet wifi မှာရှိတဲ့ဒီ wireless internet လေးပေါ့နော်အဲ့ဒီမှာကိုသူပြောလိမ့်ပြားလိမ့်မယ်ကျော်ဖုန်းမှာကြောက်တော့ Samsung Galaxy Note 3ဆိုရင်အဲ့ဒီမှာကိုသူ open လုပ်ထားလို့ရှိရင် အဲ့မှာကိုသူ Samsung Galaxy Note 3နဲ့ပြလိုက်မယ်တကယ်လို့အဲ့ဒီဟာ internet အဲ့ဒီ internet ကိုချိတ်ချည်ဆိုရင်အဲ့ဒီမှာ clean လုပ်ပြီးတော့ connect ဆိုတာကိုလုပ်ပါအဲ့မှာခုနကကျော်ပြောတဲ့အတိုင်း open လုပ်ထားလို့ရှိရင်ဒီ password တွေထည့်စရာမလိုဘူးเนาะကျော်ခုန WPA2 မှာကိုလုပ်ထားလို့ရှိရင် password ထည့်ဖို့လိုပါတယ်တကယ်လို့အဲ့ဒီဟာကိုကိုက internet ကိုချိတ်ချည်ဆိုရင်အဲ့ဒီမှာကို connect လုပ်လိုက်တာနဲ့သူ internet တို့ပြုလိုက်မှဖြစ်ပါတယ်ပြီးတော့အဲ့ဒီ SSID မှာကိုကျော်နောက်မှပြောင်းလို့လည်းရပါတယ်ကိုပေးချင်တဲ့နောက်မှဘောเนาะ ီမှာ Samsung Galaxy Note 3ရကိုကျွန်တော်မကြံဘူးဆိုရင်အာအခြားနာမည်လည်းပေးလို့ရပါတယ်။အာနာမည်တကူပေး Note 3ဆိုတာထားလိုက်ပါတော့။ကျွန်တော် Note 3ဆိုတာကိုကျွန်တော်လုံလိုက်မယ်ပြီးတော့ Save ဆိုတာလုံလိုက်လို့ရှိရင်ကျွန်တော် computer မှာပြေဖုန်းမှာပြေကျွန်တော် Wi-Fi နာမည်ပြန်ပြန်ဆောက်လို့ရှိရင်ကျွန်တော် Note 3ဆိုတဲ့ဟာကိုလိုက်ဆောက်ဖို့လိုပါတယ်။ခုနကကျတော့ Samsung Galaxy Note 3ဆိုတာလုံထားအောင်အဲ့ဒါကျွန်တော်နာမည်ပြန်ချိလိုက်တဲ့အတွက်ကြောင့် Note 3ဆိုရင်အဲ့ဒီမှာဆိုရင် Note 3ဆိုတာသူပြောလိုက်မယ်။အဲ့မှာ SSID ချိတာဟာပေါ့နော်။ အမဆင်ကျော်ဒီနာမှာကလေးလုပ်ပြရနေခွန်နေဆိုတာလောလဲတာနဲ့ကျော်ဒီအင်တာနက်ဟိုဟာတုတ်ပြလို့ရပြီပေါ့နော်ကျော်ဒီမှာကိုအင်တာနက်လိုက်ကောင်းဖို့လဲလိုတာပေါ့နော်ပြီးတော့အင်တာနက်တုတ်လို့ရှိရင်ကျော်အဲ့တော့ device နှစ်ခုစလုံးကတုတ်ပြလို့ရှိရင်ကျော်အင်တာနက်နည်းနည်းနေလိမ့်မယ်တစ်ချိန်တည်းမှာအာနေရာစလုံးတုတ်ပြရဆိုရင်တော့ကျော်အင်တာနက်နည်းနေလိမ့်မယ်အာတလုံးတည်းတုတ်ရဆိုရင်တော့နည်းနည်းရောမြန်တော့ပေါ့နော်အဲ့ဒါကျော်တော့အင်တာနက် live ပုံမှာမူတည်ရအဲ့ဆိုတော့အဲ့ဒီအောင်ကျော်ဘယ်လိုလုံးလုံးရဆိုတော့ကျော်ပြပေးတော့ပါ အားလုံးလည်းစစ်ပြေမယ်လို့ကြောင်းမျှော်လဲပါတယ်ဆိုတော့ all good luck bye bye